ဟုတ်ကရင်ပြည်နယ်ကြုံလို့မြို့ကန်းလီရွာဖုံးရင်းကျောင်းကိုဧပြီလ15ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုပြီးပျက်စီးသွားခဲ့ရတဲ့အခြေအနေပါတကြံအကျက်နေဖြစ်တာကြောင့် ဖုံးရင်းကျောင်းမှာဥပုပ်တီလာစောင့်နေတဲ့တန်ဃာတော်တွေနဲ့အယသားပြည်သူတွေရှိရာကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်အယသား6ဦးတည်ဆုံးခဲ့ပြီး20ကျော်ဒဏ်ရာရခဲ့ပါတယ် တိတ်ဆုံးသွားသူတွေထဲမှာအသက်2နှစ်ခွဲ3နှစ်ခွဲအကျယ်ကလေးတငယ်တွေနဲ့တက်ကြီးတွေဦးတွေလည်းပါဝင်ပြီးကန်းဒီဝါဘုံကြီးចောင်းကရှင်တာမထေတွေနဲ့ဒေသခံပြည်သူတွေဒဏ်ရာရခဲ့တာပါအဲ့မှာဘာမှတိုက်ပွဲမရှိဘဲနဲ့ဒီဗလန်းကြီးလူထုတွေတံခါးတွေဥပုပ်ဆောင်နေတဲ့ချိန်မှာဟို jet fighter လို့ပဲပြောတာပေါ့နော်ဘုံကကျဲချတော့ရတားတွေကကလေးအပါဝင်6ဦးတိတ်ဆုံးတော့တယ်ခင်ဗျဇေယျမှာတွက်ကြတော့ပေါ့နော်ဟိုတံခါးတော့ဖုံဖုံတွေကအဆုံးစားပြီးတော့ ဒီနေ့လဲစွန်းစားပြီးတော့မှနားနေတဲ့ဆေးရက်တို့ရှိတာပေါ့နော်အဲ့မှာအဲ့ဒီဆေးရက်မှာဒီတက်ကြီးတွေဥပုပ်ဆောင်နေတဲ့နေရာလည်းဖြစ်တာပေါ့ကန်းဒီရွာဟာကော့ကရီမြို့နယ်ကြုံထိုးမြို့နယ်အပိုင်းထဲကမွန်တိုင်းသားအများစုနေထိုင်တဲ့ရွာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့ဒေသခံတွေကပြောပါဗျ။ဒီကနေ့တကြံအတက်နေ့ဧပြီ16ရက်နေ့မနက်ပိုင်းမှာလည်းကော့ကရီမြို့နယ်ကြုံထိုးမြို့အနီးတစ်ဝိုက်ကကြေးရွာတချို့လေကြောင်းတိုက်ခိုက်မှုတွေကြုံနေရတယ်လို့ဒေသခံတွေကပြောပါဗျ။ ဒရုန်းနဲ့ဖုံးချခံရတာလင်းရင်နဲ့ဖုံးကျဲခံရတာဖြစ်ပြီးတိုက်ခိုက်မှုခံရတဲ့ရွာတွေကတော့ကော့ဂရိတ်ကြုံတို့လမ်းတစ်လျှောက်ကရွာအချို့ဖြစ်တယ်လို့သိရပါတယ်။အိမ်မှာပျောင်လာချတယ်ပဲလေကျွန်တော်တို့ယူဆတယ်ကျွန်တော်တို့ရဲ့ခြေရွာတွေပေါ့နော်ရက်သားတွေကိုဟိုအချောက်တရားနဲ့ဒီလူစုလူဝေးလုံနေချိန်ဒီတကြံအတွင်းကြက်နေမှမှဒီလိုတော့လောက်တာပေါ့ဗျာမလူမဆန်စွာပဲကရင်မြို့သားစီယွန် KNU ပြောခွင့်ရပရိုဆော့တိုနီကတော့ကော့ဂရိတ်မြို့နယ်ကြုံတို့ပတ်ဝန်းကျင်ရွာတွေကိုစစ်ကောင်စီလီဒါကဘုံကျဲနေတယ်လို့ဒီနေ့မုံလဲပိုင်းမှာပြောပါတယ် ကိုက်တည်ဆုံမှုအခြေအနေကိုတော့အသေးစိတ်မပြောပါဘူး။ဒါပေမဲ့ယာယီအပြစ်အခက်ရစဲကြီးညာထားတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်နဲ့လက်တွေ့လုပ်ရည်တွေဟာတခြားစီပဲလို့ဖရိုဆော်တနီကပြောပါဗျ။မရှလာ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလင်ဘေးကြောင့်ကုညီကယ်ဆယ်ရေးတွေထိထိရောက်လုံနိုင်ဖို့ဆိုပြီးဧပြီ2ရက်နေ့ကနေ22ရက်နေ့အထိယာယီအပြစ်ရမယ်လို့စစ်ကောင်စီကထုတ်ပြန်ထားတာပါ။အဲ့ဒီလိုကြေညာခဲ့ပေမဲ့စစ်ကောင်စီဟာဒေသအနှံ့အပြားမှာလေကြောင်းကနေဘုံကျဲတိုက်ခတ်မှုတွေဆက်လုပ်နေရကြောင်းလူသေဆုံးထိခိုက်မှုတွေအများပြားရှိနေပါဗျ။ ကရင်ပြည်နယ်ကော့ကရိတ်နယ်ကြုံထိုးမြို့နီးတဝိုက်မှာတော့ဧပြီ15ရက်နေ့မှာ KNLA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။ကရင်ပြည်နယ်မှာတချံကာလအတွင်းကော့ကရိတ်ကြုံထိုးလမ်းတစ်လျှောက်နဲ့ကော့ကရိတ်မြို့မြောက်ပိုင်းမြပရာညွာရင်ကွဲတောင်စခန်းတဝိုက်မှာလည်းစစ်ကောင်စီတပ်နဲ့ KNLA ပူပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်နေပါဗျ။